ုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ဖျားပါတာဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင်ဖျားပါတာ ဖက်အိမ်မှအဝါပတလားတန်ကြားရလျင် အောင်သည်မနေနိုင်မထိုင်နိုင်ရင်ထဲတွင်လှိုင်းထ၍လာလေသည်စိတ်လှုပ်ရှားသည်ဟူပင်ယူဆရပေမည်တို့တစီအောင်ဖို့ကြည်နိုးရမည်လားနှစ်သိမ့်ရမည်လားမသိပေခြံချင်းကလျက်အိမ်မှပတလားတန်သည်ညခါမို့ကျဲသည်ထက်ကျဲလာလေသည် လေတွင်လွင့်၍လာသောဂီတတန်သည်လွမ်းဆွကြည်နူးပွဲကောင်းလေသည် တာယာတာယာမြည်လေးကြွေတာလီကာငယ်လေးကြီးချီခင်ဆွတ်ကဲကကျူးတယ်ကျူးတယ်ကိုတင်နိုင်ဝိကဲကမြူးတယ်မြူးတယ်ကိုစင်စဲပတလာတီသူသည်18နှစ်အရွယ်လုံမငယ်ဖြစ်၍အဆိုးနှင့်စီလိုက်သူက15နှစ်အရွယ်လုံမငယ်ဖြစ်မှန်ကို အောင်ကမမြင်ရဘဲတည်နေလေသည်ညီမနှစ်ယောက်စလုံးမြင်မြင်တွေ့တွေ့နှင့် ချစ်စရာယုံကြည်များရှိကြသည် အထူးသဖြင့်အောင်စိတ်ဝင်စားသူမှာအကြီးမားလေးဖြစ်သည်မြင်မြန်ဆန်အေးအေးဆန်ညီမနှစ်ယောက်စလုံးမှာနှုနယ်ပြုံမြင့်ဖူးသစ်စရွယ်ကြီးပင်ဖြစ်တော်လေအောင်ကဲ့သို့ အသက်20ပတ်ဝန်းကျင်လူငယ်ဘဝအကြီးမားကို မျက်စိကြသည်မှမဆန်းမီဂီတတန်ကိုနားအာယုံဆိုင်မိသောအခါအောင်ဤအတွေးမြင်များသည် ပြည့်၍တွားနေသည် ဂီတတန်သည်ညဤတိတ်ဆိတ်ခြင်းကိုအသက်ဆက်ပေးတဲ့သူရှိသည်။တန်ချိုးတဲ့အီအီပဲတဲ့ပဲထွေထွေစာပေးခွန်ကြချီရီခင်ရီပြပါလို့လီ အတူဆုံးကစံတဲ့စံပြောရာချစ်ခင်ချစ်ခင်ချစ်ပါလာသည်ရှင်။အောင်ဤအတွေ့များသည် ပြန်၍ပေါ်လာကရင်ဝဲတသိမ့်သိမ့်ခုန်လျက်ရှိလေသည်။ချစ်ခင်ချစ်ခင် ချစ်ပါလှသည်ရှင်ဟူသောနေရာတွင် အောင်သည်လှပသောအိမ်မက်များကိုပင်မမီလေသလားမသိပေ။အောင်၏အရွယ်မျိုးတွင်လှပသောတိမ်မွေသောအိမ်မက်မျိုးကို မကြာခဏဆိုသလိုမတက်လေသည်။စိတ်ကူးရင်နိုင်သမျှရင်တက်လေသည်ဖြင့်တခါတည်းရန်သူ၏စိတ်ကူးများကိုတကယ်ပင်ဖြစ်လေသလားဟုယုံမှမိလေသည်။လက်တွေ့အားဖြင့်ကအောင်၏မိဘများနှင့်မြင့်မြင့်ဆန်းတို့မိဘများမတည်ကြပေ။ ခြံခတ်သောကိစ္စမှဆ ảy ၍အကြီးအကျယ်အချင်းဖြစ်ပွားမှုရသည်တဦးနှင့်တဦးတစောင်းစီနှင့်မျက်ခြေပင်သည်တဦးကိုတဦးမျက်နှာချင်းမဆိုင်နိုင်လောက်အောင်ပင်ဖြစ်ခဲ့ကြသည်အောင်းသည်ယမန်နှစ်ကသူဖတ်ဖို့ခဲ့သောဂရိပုံမြင်လေးတစ်ခုကိုတွား၍အမှတ်ရမိလေသည် သူသည်စာဖတ်ဝါဒနာပါသူမို့စာကိုဖတ်လဲဖတ်မှတ်လဲမှတ်သည်သူဖတ်ဖို့သောပုံမြင်ကိုလည်းမြင့်မြင့်ဆန်းအားစိတ်ထဲမှပျော်ပြနေမိသည် မြင့်ရဲ့ဟိုးရှိရှိတော့ကပီရမတ်ဆိုတဲ့လူလင်ပြိုနဲ့သစ်ဘီဆိုတဲ့လုံမငယ်တို့ရှိကြတဲ့သူတို့ဟာငငယ်ကလေးကကစားပေါ်ကစားပတ်ဆိုတော့အင်မတန်ချစ်ကြတဲ့ကွယ်ကြီးတော့တယောက်ကိုတယောက်အသက်ပေးချစ်တဲ့ချစ်သူများဖြစ်လာကြရောကွယ်ဒါပေမဲ့သူတို့ရဲ့မိဘနှစ်ပါးကတော့မတည့်ကြဘူးလေကွယ်ကဘာရန်သူကြီးများလိုပဲတဲ့ဒီတော့ချစ်သူနှစ်ဦးကိုခွဲဖို့ကြံ့နာပေါ့ တယောက်ကိုတယောက်မတွေ့ရအောင်သူတို့နှိုင်ကြမှာအလွန်မြင့်တဲ့နိုင်ရန်ကြီးစောက်ပါရော့တဲ့ဒီတော့ချစ်သူနှစ်ဦးမတွေ့ကြရဘူးတဲ့ကြံရမရရှိတော့ကံအားလျော်စွာနိုင်ရန်မှာအပေါက်ကလေးတစ်ခုတွေ့တော့ချစ်သူနှစ်ဦးဟာဒီပေါက်ကလေးကချောင်းမြောင်ပြီးစကားပြောကြရတဲ့တနေ့ကျတော့ချစ်သူနှစ်ဦးဟာထွက်ပြေးဖို့ချိန်တဲ့အရင်ရောက်နေသူကရွာထိပ်တုတ်တန်နာကစောင့်ညာဖို့ချိန်ညာတာပေါ့ ချိန်နဲ့ညရောက်တော့တုတ်တန်နာကိုသစ်ပြီးအရင်ရောက်နေနေတဲ့လာကလေးကလည်းမမိန်တမိန်သားလို့ပိရမတ်ကတော့မထွက်သားလို့တတော်နဲ့ရောက်မလာဘူးတဲ့သစ်ပြီးလည်းပိုးစာပင်ရဲ့မှာဆောင်ရင်ဘုံဆိုတုတ်တန်နောက်ဖက်ကကြားရကောင်ထွက်လာပါရောသစ်ပြီးလည်းကြောက်ရလန့်အားနဲ့ခြေကုံတုတ်ပြေးပါရောတဲ့သူကလေးကောင်းမှအုပ်ထားတဲ့ခေါင်းစည်းကလေးဟာကြကြံရစ်တော့ ကြားကြီးကသူ့ရဲ့သားကောင်စားထားတဲ့သွေးစွန်းတဲ့ပစက်ကြီးနဲ့ခေါင်းစည်းလေးကိုကိုက်ခဲကြမ်းရစ်ပါရောတဲ့ကွယ်ပိရမတ်ရောက်လာခြင်းကြတော့ကြားလေအဲ့ဒီနေရာကထွက်သွားရောပိရမတ်ကသစ်စပီကိုအော်ခေါ်တော့ထူးထန်လည်းမကြားသွေးစွန်းတဲ့ခေါင်းစည်းကလေးလည်းတွေ့ရပြန်ဆိုတော့သူ့ချစ်သူသေးပြီအချင်းနဲ့အသေးဆိုးလာကြီးရဲ့သစ်စပီရဲ့လို့ငိုကြွေးပြီးအသင်ပါလာတဲ့ဓာတ်နဲ့သူ့ကိုယ်သူအစတုံးစီစဉ်လိုက်ပါရောတဲ့ကွယ် ဒီအချိန်မှာသစ်စပီးလဲကြားရံကဝေးလောက်ပြီးပိရမတ်လဲရောက်လောက်ပြီးဆိုပြီးပြန်လာမှာပိရမတ်ရဲ့အသေးစိုးကိုတွေ့ရတော့တယ်ပိရမတ်ရဲ့နားမှာသွေးဆုံနဲ့သူ့ခေါင်းစည်းကလေးလဲတွေ့ရပြန်တော့အခြေအနေမှန်ကိုရိပ်မိသိရှိပြီးတခါတည်းယူကျုံးမရဖြစ်တာပေါ့ဒါနဲ့သူလဲလူပြည်မှာမနေလို့တော့တာမို့ပိရမတ်ရဲ့ဓာတ်နဲ့ပဲသူ့ကိုယ်သူအဆုံးစင်ရင်လိုက်ကြရောတယ်ကွယ်ချစ်သူနှစ်ဦးရဲ့သွေးတွေဟာပိုးစားပင်ရင်မှာချင်းချင်းနေပြီး အရင်ကပိုးစားသေးကအစိမ်းရဟာအခုသူတို့ရဲ့သွေးတွေကြောင့်အနီရောင်ပြောင်းလဲလာတဲ့မြင့်ရဲ့ကြေကွဲเสียမကောင်းလားကွယ်ဒီတော့ကမြင့်နဲ့အောင်နဲ့မိဘတွေကလည်းမတည့်လို့အဲ့ဒီပုံမြင်တဲ့ကချစ်သူနှုတ်လို့အဖြစ်ဆိုးနေများကြုံရလိမ့်မလားကွယ်ဒါပေမဲ့ဒီခေတ်ကြီးမှာချစ်သူနှုတ်ကိုချားနိုင်တဲ့နိုင်ရင်ကြီးလည်းမစောက်နိုင်ပါဘူးကိုရိုးမျိုးမှာကြားလည်းမရှိပါဘူးဒါပေမဲ့အတိတ်လေးမှာရှိတဲ့ချစ်သူတွေဟာ အခြေတစ်ခုအတွက်နဲ့ကိုကိုကိုတတ်မသိပါဘူး။အောင်းဒီယူပဗေဒနဲ့ဓာရုဗေဒစာအုပ်များဖတ်ရင်ပိရမတ်နဲ့သစ်ပီပုံမြင်လေးကိုအမှတ်ရနိုင်မိပြန်သည်။ထိုမှတဖန်ရှေ့စပီးယား၏ရိုမီယိုနှင့်ဂျူလီယက်ပြဇာတ်ကိုတာတာမိပြန်သည်။အခြေဇလန်သည်လူငယ်တို့၏စိတ်ဝဲဆွဲလန်းတန်းတားစရာဖြစ်တော်လေ။စင်စစ်ယနေ့ထက်တိုင် လူတို့၏စာပေသမိုင်းတွင်ရှေ့စပီးယား၏ပြဇာတ်တင်ကြံရစ်ခဲ့ခြင်းကား လူသားတို့၏ခါတီးသောအမုံရန်ညိုးစိတ်ဓာတ်များပေါ်လွင်စေခဲ့သောကြောင့်ပင်သည်အမုံအမုံဤမုံကကဘာကြည်တော်လဲအဘဲမာလျင် ကြည်ပြတ်နိုင်အန်နီလူသားတို့သည်ယနေ့ထက်တိုင်အမုံဇလံများကိုခင်းကျင်းပြသလျက်ရှိနေသည်မဟုတ်ပါလောအောင်သည်ထိုเจ้าများကိုတွေးတောဆင်ခြင်းမီလျင်ညာတိုင်းလိုလိုပင်အိပ်၍မရနိုင်မဲရှိလေတော်သည် မမှန်ရရအောင်တက်ကတော့ရောက်တော့နှစ်ကဆိုရင် အောင်မေမေဒေါ်စိတ်မှုန်သည်ညာဘက်အလှပွဲတစ်ခုလောက်ခါလူအပေါင်းကိုဖိတ်၍ခြံထဲ၌မောဟင်ကကြွေလေသည်မြင့်မြင့်ဆန်းတို့အိမ်ကိုမူကွင်း၍ခြံထားကလေးသည်အောင်သည်မျက်နှာပူပူအာနာခြင်းပြင်းနှင့်မျက်နှာမကောင်းမဲရှိလေသည်ဒီဘက်မှတပြားများကို အတန်ချဲ့ဆက်နှင့်ဖွင့်ကိုင်းမြင့်မြင့်ဆန်းတို့ဘက်မှမြင့်မြင့်ဆန်းမေဒေါ်သိန်းတင်ကား ဟဲ့ခွေးတဲဒီခွေးတွေဟာအလိုက်ကိုမသိဘူးဟိုစောင်းမြောင်းညူဆိုလေသည်ဒီခွေးတွေဒီလောက်တယန်းရင်တင့်နေခင်းနဲ့ထုလိုက်မယ်မိမိဟိုအငယ်မဖြစ်သူတင့်နေဆန်းကရှူရှူရှာရှာဆိုတကိုင်မေးဖြစ်သူကပါဒါတော့အလိုက်မသိတဲ့ခွေးတွေထုလိုက်ဟဲ့ထုလိုက်မှအေးမယ်ဟိုမီးငွေ့ငွေ့ကို တက်စီလောင်းပေးလိုက်သည်ကွယ်မင်းတို့ကလည်းအေးအေးနေစမ်းပါ ။ဖခင်ဖြစ်သူဦးငွေဆန်းကဝင်၍ဟန်တာမှငြိမ်သက်သွားသည်။လက်ထဲကကဲလုံးကိုချလိုက်စမ်းတင်တယ်။ငါညမကလည်းဒေါသကြီးပဲ။ခွင့်လွှတ်စမ်းပါကွယ်။တန်တာချို၏အရင်ကြီးဆုံးအတန်နှင့်ဆိုလာတော့မြင့်မြင့်ဆိုင်အတန်ကိုကြားရလျင်အောင်းဤမျက်နှာသည် ဝင်ပါ၍သွားလေသည်။ဥငွေစန်းသည်တရားထိုင်လေးရှိသော သူတော်စင်ဖျားကမြင့်မြင့်စန်းသည်လည်းဖအေးဥငွေစန်း၏စိတ်ထားကိုအမိလိုက်သော တန့်စင်သည့်သူတော်ကောင်းမလေးပင်သည်ဦးငွေစန်းမှာအသားဖြူဖြူထောင်းထောင်းမောင်းမောင်းနှင့်ခန့်ချောချောသလားဒေါ်သိန်းတင်က အသားမဲမဲနှင့် သေးကွေးကြုံလီသော လုံရက်တရန်ရှိလေသည် အောင်ဤမိခင်ဒေါ်စိန်မုံကဒေါ်သိန်းတင်အားငကြီးเจ้าမှာဟိုကင်မွန်တက်ခါစကတဲ့င်းဆိုလေးရှိသည်ဒီဘက်ချံမှာအောင်တို့မိသားစုရင်းမူဖခင်ဦးတင်လေးကအသားညို့ညို့အယံမြင့်မြင့်ပိန်ပိန်ဒေါ်စိန်မုံက အသားမဖြူမညိုခပ်ပိုင်ပိုင်ဖြစ်သည် သူကိုယ်သူရှမ်းသွေးပါသူဟု အသားယူလေးရှိတော်လဲအသားမှာပွားစီစီနှင့် ခက်ကြမ်းကြမ်းမင်းအောင်မှာ အသားလွန်လှသောရှမ်းမလေးများကိုရန်ကုန်တက္ကသိုလ်တွင်တွေ့မြင်နေရမိခင်ဖြစ်သူက ရှမ်းသွေးပါသည် ဆိုသောစကားအတွက်တန်လျာဖြစ်မိလေသည်အောင်ဤအောင်ညီဖြစ်သူ ထင်ဝင်းမှာကထိခနဲရှိလျင်ဒုတ်သားဆွဲ၍တစ်ဖက်ခြံမှ လူတွေကို ရန်လိုမြဲဝင်သည် တခါကခြံတောင်းကတစ်ပင်ခုတ်ထွင်မှုနှင့်ပတ်သက်၍ခွန်ကြီးခွန်ငယ်စကားများကြသည်။ဝါယာကျိုးတွေရန်အုတ်လက်များကိုအလုသမားများက ခုတ်ပြရမှရံပွဲစားခြင်းဖြစ်သည်။ဥငွေစံလည်းမရှိခဲ့ဖြစ်၍တော်သိန်းတင်သည်ပပယ်နေနေရန်တွေ့ဆဲဆိုလေသည်။တော်သိန်းတင်တွင် မင်းကြီးကတော့အတွင်ပျောက်သွားလေသည်။ဒီဘက်ချံမှတော်စိန်မုံကလည်းအတွင်ဝင်ကတော့အတွင်မှတမဟုတ်ချင်းပျောက်သွားပြီးတော်သိန်းတင်အားအမျိုးမျိုးဆဲရည်လေတော့သည်။ ။အော်အထက်တန်းစားကလည်းဆဲတတ်တာပဲနော်။ဟိုအောင်ကကလေးရွေးတွေကရည်ချင်းစိတ်လဲဖြစ်စိတ်မကောင်းလဲဖြစ်မိလေသည်။တော်ဝါမေမေရဲ့ဟူတားတော်လဲနားမဝင်။ငယ်ချိုးငယ်နာတွေလဲပေါ်ကြသည်။လက်စားတာတွေစည်ရင်းလိန်တွေတင်တာလဲပါ၏။ဘာရီမန်အောင်နားမလဲတော့ပြီ။ဂျပန်ခေတ်ကအပြက်မှနဲ့စကားဖက်မပြောချင်ဘူးဟဲ့ကပလီတာဟုတ်ဒေါ်သိန်းတင်ကညဉ့်ဉန်းစွာပြောလာတော့အခါ ဒေါ်စိန်မုံမှာဆွဆွေခုံလို့မတက်ဖြစ်လေတော့သည် အောင်မင်းလျင်အမေတော်နာကြီးကဒေါ်သိန်းတင်မြက်ခွက်ကို ပြည့်၍ရိုက်ချင်စိတ်ပေါ်လာသည် ထို့စကားအတွက်ပို့၍နာကြီးသူက ဖခင်ဥတင်လေးပင်သည်အိမ်ထဲသို့ပြေးဝင်ပြီးရမ်ဘလင်းတလုံးဆွဲထွက်လာသည်အောင်ကဖအေးဥတင်လေးအားလက်လွန်မြေဆိုသောကြောင့်ကမန်ကရန်ချုပ်ကန်ခံရသည်။အောင်ဤတန်မာသောခွန်အားကြောင့်ဥတင်လေးမှာမလောက်တာမယုံတာပဲ။ ဟေးကောင်းကအောင်လွတ်နော်မင်းငါကိုဒီလိုမချုံနဲ့ဟိုဒေါသနဲ့អော်လိုက်သည်ဟဲ့မြာယူတတိရှိရင်လာလီဟိုဒေါသိန်တင်ကလူစွမ်းကောင်းလို့ပြလေသည်ထို့သို့ပြောလေလေဥတင်လေးမှာဒေါသထွက်လေလေပင်အောင်သည်စိတ်ကုံကလွတ်လိုက်မြည်ကြံတော်လေအာလုံးဒေါသမထိန်နိုင်ပဲကြောမကောင်းကြောမကောင်းဖြစ်ကုန်မည်ဆိုသောကြောင့်ဥတင်လေးအားချုပ်မြဲတိုင်းချုပ်ထားရလေသည် လူတို့ဤဒေါသသည် အလွန်ကြောက်เสียအကောင်းပေ၏တကားအစဉ်ချင်းကင်းမဲ့လေ၏တကားဒေါသသည် လူသားတို့ဤလူသက်လက်နှက်ပေတကားဖေ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 ကတဲခတ်တာပဲဗျာမိမတရားကိုရိုက်နှက်ရဲတယ်ဆိုတာတတိမဟုတ်ဘူးဗျမိမကိုနိုင်ကျင်တာတရေပေါ်နေတဲ့လူပါဖေဖေရာဟူအောင်ကဖေအားသတိပေးမိသည် ထိုခိုင်ဥငွေဆန်းရောက်လာသည်နှင့် ဦးငွေစန်းသည်သူမိမဒေါသိန်းတင်အားအိမ်ထဲသို့ဆွဲခေါ်သွားလေသည်။ထင်ဝင်းတယောက်အိမ်တွင်မရှိသည့်အတွက် ရံပွဲသည်တထည့်အေး၍သွားသည်။ပလင်းကိုဆွဲကင်လျက်အိမ်ထဲသို့ဝင်လာသောဦးတင်လေးသည်များစွာအခဲမကြေဟန်နေ။ဖဖေးကဒီကောင်မကိုပလင်းနဲ့ရိုက်မှာမဟုတ်ဘူး။တစ်ပင်တပင်မင်းနဲ့ပလင်းရိုက်ခွဲပြီးပလင်းခွဲနဲ့မျက်ခွက်ကိုလှိပြင်မှာ။ဟိုကြောက်ခမန်းလေးလေးဆိုလိုက်သည်။အောင်သည်စင်ကောင်းခြင်းကြီးစွာဖြစ်မိလေသည်။ လူတွေစိတ်ထားသည်ယုံညံ့လှပါကလားကောက်ကျစ်လွန်လှပါတကားဟုယူကြုံမရဖြစ်မိသည်မိမိကိုယ်ကိုဆန်းစစ်မိသည်မိမိအလွန်မုန်းသောလူတယောက်ကိုဤသို့ရရက်ဆက်ဆက်လုံမည်လားအောင်းနေနှင်းကမုံ၍ရိုက်ချင်ရိုက်မည်ထိုးလျင်ထိုးမည်ဤသို့ကမလောက်ရက်ပါဟုအဖြေထွက်၏မိမိမှာဤသို့နုညံ့သိမ်မွေ့သောစိတ်ထားရှိသည့်အတွက်အတိတ်ကံကိုပင်ကျေစွတင်ရမလားဖခင်ဥတင်လေးအတွက်မူ အောင်သည်စိတ်ညစ်၍သွားလေသည်အဖေ၏အတန်ကိုကြားဟင်းတန်တဖွဲရင်းနေဟိတ်ငါကြားနေရသည် အဖေ၏မျက်လုံးများသည် အာနာပခွက်သားများ၏မျက်လုံးများကဲ့သို့ရက်ဆက်ကြံကြုံနေလေသည်ပညာတတ်ပင်စင်ဆောင်အတွင်းဝင်တယောက်သည်ဤမျှခတ်ထန်လေသလောကောင်မကြီးကအာရီပထမနဲ့အောင်းသွားပြီအငယ်မှပြန်လှွားကတော့မက်ထရစ်ကျဆိုထင်ပါရဲ့ ဒေါ်စိန်မုံကထမင်းစပွဲတွင် ထမင်းများစောင့်အောင်နေဖက်ကစကတင်းဆိုလေသည်မိမိတို့ကလည်းဗျာတယောက်နဲ့တယောက်တဲ့သားမတဲ့တယောက်ကိုတယောက်ခရူတော်ဆိုင်သားတယောက်သတင်းနဲ့တယောက်ကအကြတာမကြအောင်သိနေပါလားအောင်ကချင်းချင်းရှိ၍ကြားကဝင်တော်လေသည်အိမ်ချင်းတလောက်ကက်နေတာသိတာပေါ့ဟဲ့ဒါဆန်းလားဟူဒေါ်စိန်မုံကငေါက်ဆက်ဆက်နဲ့ပြန်ဖြေလေသည်သိတာကတော့အလွန်ပါပဲဗျာ ဟိုဘက်အင်ကမော်ရစ်မိုင်းနာကာရစီဝယ်မယ်လို့စုံစမ်းငါရှိတယ်။ဒီဘက်ကမမေရိုးက FS ကာရစီဘုံဆိုကောက်ဝဲရော။ဒီဘက်က Sony တိတ်ရီကော်ဒါဝယ်မယ်လေတန်ပစ်တော့။ဟိုဘက်က Philips တိတ်ရီကော်ဒါဝယ်ခဲ့ရော။ပြီးတော့ရေခဲစင်တက်တာကြတော့တပြိုင်နဲ့တနေသေးကိုအင်ကိုရောက်လာကြရော။အပြိုင်ဆိုင်ကိုဗျ။ငါအောင်နင့်စကားကိုကြည့်ပြောနော်။အိမ်မှာလို့လို့ဝယ်တာပဲဟာ။ဟိုဘက်ကိုဖက်လို့လို့ငါတို့ကဘာပြန်ရမှာတော့ မပြိုင်မှုဆိုလဲပြီးရော့ပေါ့ဗျာအောင်ကစကနေရန်ဆဲဆိုဆဲတွင်ကုကုအောင်ကဟိုဘက်ရင်ကမြင့်မြန်ဆန်ကိုသဘောကျနေတာဗျဟိုညီငယ်ထင်ဝင်းကတို့မီရှို့မီလုပ်လေသည်အောင်မေငါအောင်နင်သိတဲ့လို့လားဟိုဒေါ်စိတ်မုံကသူ့ဤငကိုတင်းတော်မျက်နှာကို ပို၍တင်းကကျိန်ပေါင်းလိုက်လေသည်ကြိုက်တောင်ကြိုက်နေပြီလားမသိဘူးကုကုအောင်နဲ့မြင့်မြန်ဆန်တို့ကောလိပ်မှာစကားတောင်ပြောကြတဲ့ဗျဟေးကောင်တော်ဟေး မင်းဒီလိုကြောက်တွန်းစကားမပြောနဲ့ဟူအောင်ကထင်ဝင်းအားတစ်ချက်ဟောက်လိုက်လေသည်ဘာပဲဖြစ်ဖြစ်ဒီဟာရင်းနဲ့ပတ်သက်ရင်ကြိုက်ဖို့မပြောနဲ့မျက်စောင်းတော်ထိုးမကြည့်နဲ့ဒါပဲတော့ငါအောင်တတိကြက်ကြက်ပြုတ်ဟုလေဖခင်ဖြစ်သူကဝန်ဟန်လေသည်ရီးဒီရတာလုံရင်တက်ကိုပြစ်မယ်ဘာမှတ်တလေနောက်ကိုပပညာညာမကြားရစေနဲ့ဒေါ်စိန်မောင်ကနောက်ဆုံးပိတ်စကားကိုဆိုလိုက်လေသည် on the pyramid နဲ့ this video is a land ကိုအမှန်ရကမျက်နာရုပ်ချီညှို့ရသွားလေသည်မင်းညာကလေမုန်နိုင်ကြလေသည်လေမုန်နိုင်သည် သူတို့ဒေါသနှင့်တူ၏သည်ကွာခြားချက်ကလေမုန်တိုင်းသည်မိုးရင်းခါသာကြာရောက်လေရှိသည် လူတို့၏ဒေါသကအခမရွေးပေဒေါသကိုမှီ၍လူတို့၏အမုန်းဇလံဖြစ်ပေါ်လာရသည်ပင် အောင်သည်စိတ်ကူးယဉ်စရာမကောင်းသောလက်တွေ့အဖြစ်ပြက်များနှင့်ကြုံတွေ့နေရသဖြင့်လှပသောအိမ်မက်များပင်မမှန်နိုင်မီအောင်သည်မိမြင့်ဆန်းကိုကြိုက်လိုထွက်ပြေးကြသည်ဆိုပါစို့မိဘနှစ်ပါးဆွန့်ပစ်ခြင်းခံရသောအလုလက်မဲ့ကြောင့်သာကြောင်းသူနှုတ်ဦးသည်မိမိတို့၏ဘဝတည်မြဲရေးအတွက်ဘာကိုလောက်ကင်စားတော့ရမည်နည်းယခုအခါအလုကင်ကလည်းရှားပါပြီတောင်အောင်ဤစိတ်များသည်နှောက်ကြည့်၍သွားလေသည် အောင်သည်မိမိချစ်သူနှင့်ပေါင်းဖော်နိုင်ရန်နှောင်ရည်အတွက်တက်လို့မကောင်းနိုင်ရှာပဲရှိလေသည်။သို့သောမျှော်လင့်ချက်တော်ထားရှိလေသည်။ထို့ကြောင့်အောင်သည်စားရဆောင်ရေးမိ၏။မြင်အောင်တို့အိမ်အောင်စုနှစ်စုဒေါသလီမုန်တိုင်းကြီးကြာခဲ့တာကြာခဲ့ပြီကွယ်။ဒီတော့မင်းညာကလီမုန်တိုင်းတဟာအောင်တို့ဖို့မဖြစ်စလောက်ပဲနော်။ဘာပဲဖြစ်ဖြစ်အောင်မှာမျှော်လင့်ချက်တစ်ခုတော့ရှိရလေ။ ပရမန်နဲ့သစ်ဘီတို့ကမပေါင်းရဘဲတေးခွဲခွဲသွားရပါမယ်။အောင်တို့ကတော့ပေါင်းရမှာပါကွယ်။ဒါတခုတော့ယုံကြည်ချက်ထားစမ်းပါချေ။မြင်းကအောင်ကိုအသားဖြူဖြူအရက်မြင့်တွေတွေစပင်ကွေ့ကွေ့ကောက်ကောက်လေးတွေနဲ့ဇက်လိုက်ဂျွန်ကားနဲ့တူလိုက်တာလို့ပြောတန်ကြရလို့အောင်မှာဝမ်းတာလိုက်ရတာ။ချစ်လို့လှတာပါမြင်း။အောင်ဖို့လည်းမြင်းဟာကဘာပေါ်မှာအလှဆုံးမင်းကလေး။ပြီးတော့အောင်ရဲ့အချစ်ဆုံးတော်သေးပြီ။ မြင့်ရဲ့အချစ်ဆုံးအောင်တော်စိတ်မှုံတော်ရေး channel တွင် ကြီးတကောင် တက်လိုက်သေးဆုံးသွားသဖြင့်ကြီးများတအားဖြစ်နေကြသည်။ဒက်ကျိုးအဖို့နှင့်အမကိုနေမိသော ဘယ်တော်ခံနိုင်ပါမည်နီဓာကျိုးမှာတလောစီကမှတွေ့ထားခဲ့သောဓာကျိုးအစ်စ်ပင်သည်ထင်းဝင်းမှာအသက်18နှစ်မြသာရှိသေးတော်လေဖြစ်ထိုးညံနှင့်ဒေါ်စိန်မုံအားအကြံကောင်းတစ်ခုပေးခဲ့လေသည်အကြံကထိုဓာတ်လိုက်တတ်သောဓာကျိုးကိုမြင့်မြင့်ဆန်တို့၏အိမ်ဝင်းတွင်ရှိ လူသွားလူလာလမ်းတွင်ချထားရမည်သည်တရားမဟုတ်တရားဓာကျိုးကိုနင်းမိလျင်တည်စီရန်ဖြစ်သည် ဒီနီးကိုဒေါ်စိန်မုံကကောင်းကောင်းထောက်ခံလေသည်ဒေါ်စိန်မုံသည်ရွှေညံတော်ဆူရောက်သောသားတော်မောင်ထင်ဝင်းအားဖယံနှံရှုပ်ခါကောင်းချီဩဘာပေးလေသည်ထိုနေ့တနေ့လုံးထင်ဝင်းနှင့်ဒေါ်စိန်မုံတို့သည်အတွေ့နှင့်ပြောနေလေသည်အောက်ငိုတော့အတိမပေးကြပါဒီကိစ္စကိုဥတင်လေသည်လည်းကန့်ကွက်သလိုလိုနှင့်ထောက်ခံခဲ့၏ဒေါ်စိန်မုံကအလို့ပညာသင်ကျောင်းတစ်ကျောင်းမှဆရာမဖြစ်ရကား ထိုနေ့ညကအကြောင်းတွင်သကရေလူပွဲရှိရာအကြောင်းအရာတစ်ခုကို ဟောပြောရလေသည်သူဟောပြောရသောအကြောင်းအရာခေါင်းစဉ်ကမေတ္တာတရားပင်သည်လူသားတို့၏မေတ္တာဒေါသကင်းသောပြမဆိုတရားအကျဉ်းနာတရားစသည်စသည်များကိုဥပမာများနှင့်ဟောပြောသွားသောအခါထောစိတ်မုံအားလက်ခုပ်လာဝတီကအော်ပါပေးကြ၏ထောစိတ်မုံ၏မျက်စိထဲတွင်က တစုံတရာဆန့်၍တည်ဆုံနေသော ခန္ဓာကိုယ်ကို တွေ့မြင်နေရသည်။ဥငွေဆန်လားဒေါ်သိန်းတင်လားမြင့်မြင့်ဆန်လားတင့်တင့်ဆန်လားတယောက်ယောက်တော့ထီမီပင်ပြီးနောက်သူတို့အိမ်မှအင်းစည်းများသည် နောက်ဖွေးပေါက်ကသာသွားလိရှိ၏။အင်းရှိလန်းကထိုသားမိသားဖလေးယောက်သာသွားသည်ဖြင့်တယောက်ယောက်ကိုထီမာတော်သေးကြသည်။သိန်းတင်ကြီးကိုထီရင်ကောင်းမှာပဲဟုတွေးစေ။တည်သွားတော့ဘာမှမသိရပဲနေမယ်လေ။ သူ့သမီးလေးနှစ်ယောက်ကတယောက်ယောက်ထရင်ကောင်းမှာပဲဒါမှဒီကောင်မကြီးကျွန်းတရံလမ်းရောဒါမှမဟုတ်သင်းလင်ကိုထရင်လည်းကောင်းတာတိန်လုံးရဲ့အာကိုရာမန်တိုင်းကြီးပြိုလဲတာပဲအေးဟုတ်တယ်ဖရာသကြာမလို့ငွေစန်းကြီးကိုထိပါစီတော်စိမ်မုံသည်ဤသို့ရောက်တဲ့ရရာ အာကုသူစိတ်များဝင်လျက်ရှိလေသည် သူအာကုသူစိတ်ကိုဆုံးမနိုင်သောအတိအလိမ်မာတို့အဘယ်သို့ပြေးလေသည်မသိဘူး လူတကိုယ်လုံးပြားပါတာနှင့်အဖိစာများဖုံလွှမ်းကနေလေသည်ဒေါ်စိမ်မုံအိမ်သို့ပြန်သောည7:00နာရီထိုးလူနေပြီဟေးဒါလောက်တောင်နောက်ကြသကိုဟုဒေါ်စိမ်မုံကနိုင်ကြည့်ကသူ့ဘာသာသူပြောလိုက်မိ၏အိမ်တွင်မိများမှောင်ကအောက်ထက်ဧကန်းတွင်သာမိလင်းလျက်ရှိသည် အောင်ကတကားဖွင့်ပေးလိုက်လေသည်အားလုံးအိတ်ကုန်ကြပြီလားအောင် ဒေါ်စိမုံကကျင်နာစွာတဖြစ်သူအားမေးလိုက်လေသည်မအိပ်ပါဘူးသူတို့ပေါ်ရမှာလားမဟုတ်ဘူးဘမလဲသူတို့အောင်ကအဖြစ်မပေးသဖြင့်ဟဲ့သူတို့ဘမလဲဆိုတာစေစေယုံမှာအောင်ကမျက်နှာများမဲညိုလျက်တုံရင်သောအတန်ဖြင့်ဖြေးလိုက်သည်စေယုံမှာဘာဖြစ်လို့လဲငါလန့်လိုက်တာပျော်စမ်းမြင်မြန်ထင်ဝင်းရဲ့တက်လိုက်လို့ဟဲ့ အချိုးလေးကိုမာပြီတော့ဒေါ်စိန်မုံကရင်ဘက်ကိုလက်နှင့်ဖိလေသည်ဒီကောင်ကလည်းဓာတ်ကျိုးပြတဲ့နေရညာကြီးတကောင်ဘာကိစ္စသွားရတယ်မသိဘူးထွက်လိုက်တာဗောဗျခုနကပဲ15မိနစ်လောက်ကအော်တန်ကြတော့ဖိဖိကဆင်းကြည့်တယ်ဖိဖိတောင်ကန်ကောင်းလို့နောက်စေယုံပို့လိုက်ရတယ်ကျွန်တော်ကတော့မမေပြန်လာကန်နီးလို့စောင့်နေတာလိုက်ပြောရင်မမေပြန်နဲ့တယောက်တယောက်လမ်းလွဲမှာဆိုလို့ကန်ကန်စေယုံလိုက်ကြရအောင်ကားပေးမလဲ ခုနကပဲကားဆေးုံကပြန်လာတယ်ဟိုမမမီအောင်ကရှေ့မှခတ်တုတ်တုတ်သွားလေသည်ဒရိုက်ဘာသည်ကားကိုကြွေမောင်းကအောင်တို့ရှေ့သို့ရောက်လာသည်ကေမြမြမောင်းစမ်းမောင်းပူရဲ့အောင်သည်ပြာယာခတ်နေသောမိခင်အားငေးဆိုင်ကြည့်လိုက်ပြီ မမီတိတ်လဲမပူဝင်ပါနဲ့ဗျာလောကကြီးမှာကျွန်တော်တို့မမီတို့ဟာဒီဘဝသားသမီးပြီးတဲ့ဟိုဘဝတော့ငါဘာမှတော်ခဲ့ခြင်းမတော်ခဲ့မယ်မမီလူဘဝကိုရောက်လာတော့ငါအဖို့ပါသလား တယောက်ထဲလာခဲ့တာမဟုတ်လားဟမ်လူဘွားကခွာသွားတော့ကောတယောက်ထဲခွာသွားရမယ်မဟုတ်လားနောက်တနေ့ကျရင်မမေရောကျွန်တော်ရောဒီလန်းကိုနင်ဘာတွေပြောနေရလဲအောင်ရဲ့အောင်ဤငကိုဖြူသောမျက်နှာမှာဖြော့တော်လျက်နေမမေခေါင်းအေးထားခုနကပဲဖေဖေစီကဖုန်းလာတယ်ထင်ဝင်းတော့ဆုံးပြီအမလီတော့စိတ်မုံသည်အယုတ်ကျိုးပြက်သည်နှင့်ပျော့ခွေလျက် အောင်ဤရင်ခွင်ထဲတွင်မိမျောသွားလေသည်အောင်သည်ဒေါစိန်မုံဤဘဝင်ကိုဖိကခေါင်းဤထားလျက်ရှေ့ပါစီစဉ်လောက်ရမည်ကိုစဉ်းစားနေသည်ကားကိုပင်မြန်မြန်မမောင်းခိုင်းပြီဤတွင်အမုန်းဇလန်းကြီးတစ်ခုသည် အလွန်အလွန်ရုပ်ဆိုးစွာစခန်းသိမ်းသွားလေသည်အောင်သည်ကားပရင်မှကောင်းငင်သို့အမှတ်မထင်မျောကြည့်ကိုင်လာမင်းကိုတိမ်တိုက်များကဖုံးလွှမ်းသွား၏ လကိုယာဟုဖန်တကယ်တို့လူသားတို့၏စိတ်ကိုလည်းအကုသို့များက လွှမ်းသွားလေသည်အဝိဇ္ဇာသည်တန်တရားလဲစေသောအကြောင်းတရားပင်သည် မြဝတီမဂ္ဂဇင်းဇူလိုင်လ1964ခုနှစ်နာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။